မလဝတ်နွားသမနွားသသမဤသာဝိထုမန္တုပလာသောဝဒါနိတိအစရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်သေတဝန်ကြောင့်တော်၌နေတော်မူသည်တယောက်သောနွားသက်သောယောက်ျားဤသားကို အကြောင်းပြုဟောတော်မူလေ၏။သာဝတိပြည်၌တယောက်သောနွားသက်ယောက်ျားသည်နွားတို့ကိုတတ်သည်ဖြင့်ကောင်းမြတ်သောအသားတို့ကိုယူ၍ရှက်စေပြီးလျှင် သားမယားတို့နှင့်အတူတူကနေထိုင်လျက်အသားကိုလဲစား၏အဖိုးအဖင်ရောင်းချပြီလဲအသက်မွေးခြင်းကို ပြုတတ်တဲ့ထိုနွားသက်ရောက်ကြသည်ဤသို့55နှစ်တို့ကာလပတ်လုံး နွားသက်ရှင်အမှုကိုပြုလျက်အနီးဖြစ်သောဒေဝဝန်ကျောင်းတော်၌တည်င်းသုံးနေတော်မူသောမြတ်စွာဘုရားအားတနေ့တည်းမြတ်တနေ့တနိုင်မြတ်လဲတရားမောင်မြတ် သသွံမြသောယာကုကို၎င်းဆွမ်းကို၎င်းမလူတန်းသဘူးထိုနွားတဲ့ယောက်ျားသည်ကအမဲသားနှင့်ကင်း၍ထမင်းစားလိမ့်မည်ရှိ ထိုနွားတဲ့ယောက်ျားသည်တနေ့တနေ့နွားသားကိုရောင်းချပြီးလျင်မိမိအတွက်ချက်စရာအလုံးကတခုသောအသားတုံးကိုမရအားပေး၍ယေရှုချင်းကသွားလိမ့်ထိုကနွားတဲ့ယောက်ျားဤအဖေခင်မွန်းသည် အိမ်တို့လာ၍နွားသက်ရောက်နွားသက်သမားဤမယားကိုငါအားရောင်းအပ်သောနွားသားကိုအနှဲငယ်ပေးပါငါဤအိမ်၌ဧည့်သည်ရောက်လာပါသည်ဟုဆိုလေ၏ရောင်းအပ်သောနွားသားမရှိပြီသင်အဆွေခင်မွန်းသည် အမေသားအလုံးကို ရောင်းပြီးသည်ဖြင့်ယခုရေရှိုးခြင်းကသွားပါသည်ဟုဆိုရတော့ဤသို့မပြုပါလင်အမေသာတော်ငယ်၍ရှိသည်ဖြစ် ရှိသေးသည်ဖြစ်အပ်ပေးပါဦးဟုဆိုလေ၏ တင်းအစေခင်မလို့ငါထားအပ်သောအမဲသားကိုဖယ်ထား၍တပါးသော အမဲသားမရှိပါဘူးဆိုလက်တော်ထိုအမဲသားအလိုရှိသောသူသည်ငါဤတငယ်ချင်းအလို့ငါထားအပ်သောအမဲသားမှတပါးအရှာသောအမဲသားမရှိငါဤတငယ်ချင်းသည်လည်းအမဲသားနှင့်ကင်း၍ထမင်းမသားနိုင်ဤနောသသမားဤမယားသည်ပြေးဝန်လိမ့်မည်မဟုတ်ဟုကြံ၍ကိုယ်တိုင်သာလျှင်ထိုအမဲသားကိုယူ၍သွားလေ၏နောသယောက်ျားသည်လည်းရေရှိုးပြီးပြန်လာသည်ရှိသောမယားသည်မိမိ ရှက်အပ်သောဟင်းရွက်ချက်နှင့်တကားခူးထဲ့၍သမင်းကိုစောင်းယူလာသောအခါအမဲသားအဘေမာနိဟုမေးလေ၏အရှင်သာမရှိပြီဟုဆိုလတ်သောငါကချက်သိမ့်သောငါကိုယ်တိုင်ပြီးခဲ့၍သွားသည်မဟုတ်လောဟုဆိုလေ၏သင်၏အဆွေခင်မွန်းဖြစ်သောသူသည်လာလိုက်၍ငါ၏အိမ်၌ဧည့်သည်ရောက်လာပါသည် ရောင်းအပ်သောအမဲသားကိုပေးပါဟုဆိုသည်ဖြင့်အကျွန်ုပ်သည်တင်းဤအဆွေခင်မုန်းအလို့ငါထားအပ်သောအမဲသားမှတပါးသောအမဲသားမရှိပါထိုတင်းဤ ်တငယ်ချင်းဒီလဲအမဲသားနှင့်ကင်း၍မစားနိုင်ဟုဆိုပါလျက်လဲအနိုင်ထက်ပြုသည်ဖြင့်ထိုအမဲသားကိုကိုယ်တိုင်သာယူကာသွားပါသည်ဟုဆိုလက်တော်ငါကအမဲသားနှင့်ကင်း၍ထမင်းကိုမစားနိုင် ထိုအမဲကို ပြန်၍ယူဆောင်ရှည်လော့ဟုဆိုလေ၏အရှင်သာပြန်၍ယူဆောင်ခြင်းကဘယ်သို့တတ်နိုင်ပါတော့အန်ဤသာပါအရှင်ဟုဆိုလက်သည်ရှိတော်နွားတဲ့ယောက်ျားသည်ငါကမစားနိုင်ဟုဆို၍ထိုဓမင်းကိုယူသိမ့်စေပြီလျင် ဒါကိုယူလျက်အိမ်နောက်ခွေး၌ယက်တီနေသောနွားသည်ရှိလေ၏ထိုနွားဤအထံသို့သွားပြီးလျင်ကရွင်း၌လက်ကိုထည့်သွင်း၍ရှာကိုငင်ထုတ်လျက်ဓာဖြင့်ရှာရင်းမှဖြတ်ယူကာလာ၍မိကြီးတို့၌ဖုတ်ကင်သေးသည်ဖြင့်ထမင်းအထက်၌ထား၍ထိုင်နေလျက်ထမင်းတစ်စုပ်ကိုစားပြီးလျင်တခုသော အမဲသားကိုကရွင်း၌ထားလေ၏အရှင်သာပြန်၍ယူဆောင်ခြင်းကဘယ်သို့တတ်နိုင်ပါတော့အန်ဒီစားပါအရှင်ဟုဆိုလက်သည်ရှိသော နွားတဲ့ယောက်ျားသည်ငါကမစားနိုင်ဟုဆို၍ထိုသမင်းကိုယူသိမ်းစေပြီးလျင်ဓာကိုယူလျက်အိမ်နောက်ဖေး၌ရက်တည်နေသောနွားသည်ရှိလေ၏ထိုနွားယထံသို့သွားပြီးလျင်ကရင်း၌လက်ကိုထည့်သွင်း၍ရှာကိုငင်ထုတ်လျက်ဓာဖြင့်ရှာရင်းမှဖြတ်ယူကာလာ၍မိကြီးဖိုးလို၌ဖုတ်ကင်စေသည်ဖြင့်သမင်းအထက်၌ထား၍ထိုင်နေလျက်သမင်းတဆုပ်ကိုစားပြီးလျင်တခုသောအမဲသားပိုင်းကိုကရင်း၌ထားလေ၏ထိုခဏချင်းသာလျင်နွားတဲ့ယောက်ျားဤရှာသည်ပြက်၍ ထမင်းခွက်၌ကြလေ၏ထိုအခါ၌သာလျင်ကံနှင့်တူစွာသောအကျိုးဝိပတ်ကိုရရှာလေ၏ထိုနွားတဲ့ယောက်ျားသည်လည်းနွားကဲ့သို့သွေးအလျင်သည်ကရွင်းမှယူစည်းလျက်အိမ်တွင်သို့ဝင်၍ပစိတူးတို့ဖြင့်လှဲ့ပတ်သွားလာက အော်ဟစ်မိတန်းရှာလေ၏ထိုအခါ၌နွားတဲ့ယောက်ျားသည်အဖကိုကြည့်ရှုလျက်ထိုကံနွားတဲ့ယောက်ျားဤသားသည်အဖကိုကြည့်ရှုလျက်အနီး၌ရက်လျက်ရှိ၏ ထိုခါထိုသားကိုမိခင်မိခင်သည် ရှစ်သားနွားကဲ့သို့အိမ်အလဲ၌ပစိဒူးတို့ဖြင့်သွာလာလှဲ့လက်ပတ်ကာ။အော်ဟိမိဒန်းရှာသောသင်ဤသင်ဖခင်အော်ဟိမိဒန်းရှာသောဤသင်ဖခင်နွားသက်ယောက်ျားကိုကြည့်ရှုလော။ဤဆင်းရဲခြင်းသည်သင်ဤဥကောင်းထက်၌ကြလက်တံငါမိခင်ကိုလည်းမကြည့်မူ၍မငဲ့မူ၍မိမိဤချမ်းသာခြင်းကိုပြုလုပ်ကာထွက်ပြေးပေတော်ဟုဆိုလေ၏။ ထိုသားသည်တေဘေးမှကြောက်လာသောကြောင့်မိခင်ကိုရှင်ကို၍ထွက်ပြေးလေ၏ထွက်ပြေးသောသည်ရှိတော်ကတက္ကရူပီတို့ရောက်သွားလေ၏နွားတော်ယောက်ျားသည်လည်းနွားနွားကဲ့သို့အင်းအလယ်၌အော်ဟစ်မိတန်းလျက်သွားလာလှည့်ပတ်၍အသက်သေးဆုံးသည်ရှိတော်အဝီစီငရဲ၌ဖြစ်ရှာလေ၏နွားသည်လည်းသေဆုံးရှာလေ၏နွားတော်ယောက်ျားဤသားသည်လည်းတက္ကရူပီတို့သွား၍ရှေပရင်တဲ့အမှုအတက်ကိုသိမ်းယူလေ၏ထိုကသင်္ကေဤတရားသည် ရောရရသူသွားသည်ရှိသောဤသို့သဘောရှိသောတန်သာမိဒီကိုပြုလို့ရမည်ဟုဆို၍ဖဲသွားလေ၏ထိုတငယ်သည်လည်းထိုသို့သဘောရှိသောတန်သာကိုပြုလို့လေ၏ထိုကထိုတငယ်ဤဆရာသည်ပြန်လာ၍တန်သာကိုမြင်ရလျှင်ဤသူက အမတ်မရှိသံုံတစ်ခုသောရက်သို့သွား၍အသက်မွေးခြင်းကသွားနိုင်လောက်ပြီဟုအရွယ်သို့ရောက်သောမိမိဤသမီးကိုထိမ့်မြအပ်နှင်းလေ၏ထိုနှွားတဲ့ယောက်ျားဤသားသည်သားသမီးတို့ဖြင့်ကြီးပွားစီပင်လေ၏ ထိုနောက်မှာထိုသူဤသားတို့သည်အရွယ်သို့ရောက်ကုန်သည်ဖြစ်အတ္တပညာကိုသင်ကြားတတ်မြောက်ပြီးလျင်နောက်ဖို့၌သာဝတိဘီတို့သွားကြသည်ဖြင့်ထိုသာဝတိဘီ၌အိညာတီထောင်၍နေကြကုန်သည်ရှိသောတရပဒနာနှင့်ပြည့်စုံကြလေကုန်၏ထိုသူတို့၏ဖာသည်လည်းတက္ကရူ၌တသုံးတေကုသောကုသိုလ်ကောင်းမှုကိုမပြုမူ၍သာလျင်အိုခြင်းသို့ရောက်လေ၏ဒုက္ခနောတယောက်ျားသားဤသားတို့သည် ငါတို့အဖကအိုမင်းပြီဟုမိမိအထံသို့ခေါ်သေး၍အဖဤနေရနိဗ္ဗာန်မတ်ဖို့အကျိုးငါအလှကို ပေးလူကြကုန်သို့အံ့ဟုဖျားမှုရှိသောယန္တန်ကအပေါင်းကိုပင့်ဖိတ်ကြကုန်၏ထိုသားတို့သည်တဖန်မိုးတောက်သော နေ့တွင်အိမ်တွင်၌ဖျားမှုရှိသောယန္တန်ကကိုနေထိုင်စေတော်မူလျက်ရိုသေသောလှုပ်ကြွေးပြီးလျင်စွန်ပုံပေးပြီးသောအဆုံး၌မြတ်စွာဘုရားကိုဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်တို့သည်ဖခင်အတွက်ဤသည် ဤဇီဝဘတ်ကိုလှူဒန်းပါသည်ဖုရားတပည့်တော်တို့ဤဖခင်အလို့ငါအနုမောဒနာပြုတော်မူကြပါဖုရားဟုရှောက်ကြကြလေကုန်၏မြတ်စွာဘုရားသည်ထိုနွားသက်ယောက်ျားဤသားကိုခေါ်တော်မူပြီးလျင်ဒါယကာတင်ဒီကအသက်ရွယ်ကြီးရင်လေပြီးမှဲ့ရင်တော်ကိုရှိပြီးဖြောတော်သောအသိရှိသောအပြည့်ယောနှစ်တူပြီးတင်အားဓမ္မလွန်ဘဝသို့သွားခြင်းငါကုသိုလ်ဟုသောရိတ်ခါထုတ်မရှိသေး မိမိဤတရားကိုပြုလောပညာရှိဖြစ်လောမိုင်မဲတူ၏သော သူမဖြစ်လင့်ဟုအနုမောဒနာပြုတော်မူလျက်ဤနဂါထာတို့ကိုဟောကြားတော်မူလေ၏ဘန္ဓုဗလာသောဝါဒာနိတိယမပုရိသာပိသတေဥပတ္ထိတာဥုံယော ကမှုခေသတိတ္တိပါထေယံပိသတေနဝိသတိ သောကရောဟိဒီပမတ္တနော ခိပံဝါယမပန္ဒီတောဘဝနေဒန္တမလောအနင်းကနောဒိဗံအရိယဘူမိန်ဥပေဟိတိဘောဥပဒကဩဒယကတွန်တင်တိဣရာဏိယခုအခါ၌ဗန္ဓုဗလာသောဝါဖြောတော်သောအစင်းကြီးသောဖရွက်ယောကဲ့သို့အတိဖြစ်ခဲ့ပြီတကား ယမဘုရိသာဘိသသေမင်းဤဓမ္မံယောက်ျားတို့သည်လေတေသင်ဤဥပတ္ထိတာအနိ၌ဒီကုံလာဤဒွန်သင်သည်ဩယောဂမူခေသသုတ်ယုရှင်ဤအဝ၌သာလျှင်တိဋ္ဌတိတေဤတေသင်အာပါထေယဘိသကုသိုလ်ဥသောယိခါတို့သည်လီနာဝိသတိမရှိသည် သောတွန်းထိုသင်သည်အတ္တနောမိမိဤဒီပန်းကျွန်းကြီးနေတူသောကုသိုလ်ဟူသောမိခိုရာကိုကရောဟိပြုလော ခိတ်ပန်းလင်းသောဝါယမလုံးလာပြုလောပန္တီတော်ပညာရှိသည်ဘဝဖြစ်လောဧဝံဤသို့ပြုသည်ရှိသော နေဒံဓမ္မနေဒံဓမ္မလောထုတ်အပ်ပြီးသော ရာဂသသောညီကြီးရှိသည်ဖြစ်၍ အနေငနောကိလေသာညိမရှိသည်ဖြစ်၍အရိယာဘူမိန်အရိယာတို့ဤဖြစ်ရာ ဖြစ်သောဒိဗ္ဗံသုဒ္ဓဝါဒငါးဘုံတို့ဥပေဟိတိရောက်ရလက်တံဒေသနာတော်ဤအဆုံး၌နွားသက်သမားဤသားဖြစ်သောထိုဒါယကအဖိုးကြီးသည်သောဒါပတိဖို၌ဒီလေဤရောက်လာသောပရိသတ်အားလည်းအကျိုးရှိသောဒေသနာဖြစ်တော်မူလေဤသောဥပဒကဤသားသမီးတို့သည်တပံနောက်တနည်း ကောင်းမှုအကျိုးငါလည်းမြတ်စွာဘုရားကိုပိန့်ဖိတ်ပြီးလျင်အလူလူ၍သုံးပုံပြင်ကိစ္စပြီးစီးသောမြတ်စွာဘုရားကိုအနုမောဒနာတရားဟောကြားတော်မူသောအခါဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဤသွန်သည်လည်းတပည့်တော်တို့ဤဖခင်အတွက်အသက်ရှင်စဉ်ဤမှန်၍လူအပ်သောသွမ်းသည်သာလျှင်ဖြစ်ပါသည်ဖေဟာဤဖခင်အားသာလျှင်အနုမောဒနာပြုတော်မူကြပါဖေဟာဟုလျှောက်ကြားကြကုန်၏ဖေဟာရှင်သည်ထိုသူအားအနုမောဒနာပြုလိုသည်ဖြစ်၍ ဤနဂါထာတို့ကိုဟောကြားတော်မူလေ၏ဥပနိတောဥပနိတဝါယောသဓာတိဓာနိတိတမယာတောတိယယမတတန္တိကံဝါသောတိနတ္ထိအန္တရာပါတိယံပိသတေနဝိသတိသောကရောဟိဒီဘမတ္တနောခိဗံဝါယမပန္တိတောဘဝ နေဒနာမလောအနေကနောနာပုနာဇာတိဇရံဥပေဟိတိဘောဥပါဒကအိုဒါယကဒွန်နီနီဒါနီယခုအခါ၌ဥပနိတဝါယောသလွန်လေပြီသောအွယ်ရှိသည်လီအတ္တိဖြီယမတသေမိတန္တိကံအထံသို့ပတံတံပယတော်သွာအံသောငါစီရင်လျက်ဒီဒီအတ္တိဖြီ ေတိယအန္တရာကြ၌ဝါနေအန္တရာကြ၌ဝါသောနေရခြင်းသည်နတ္တိမရှိလတ္တဒေတိယပါတိယံပိသကုသိုလ်သောယိခာတို့သည်လီနာဝိသတိမရှိသည်သောတွန်ထိုသည်ဤအရဏောမိမိဤဒီပံကျွန့်ခြင်းဤသို့သောကုသိုလ်ဟုသောမိယာကိုကရောဤပြုလော ခိဗံလင်းသောဝါယမလုံးလာပြုလောပန္တိတော်ပညာရှိသည့်ဘဝဖြစ်လောနိဒန္ဒမလောထောအပ်ပြီသောရာဂသာသောညီကြီးရှိသည့်ဖြစ်၍အနိကနောကိလေသာညီမရှိသည့်ဖြစ်၍ပုဏ္ဏတပံဇာတိသရံပရိတန်ဒီနေခြင်းအိုခြင်းသို့နာဥပေဟိတိမကဲ့ရလတံအောင်နဂါရာတို့ဖြင့် အနာဂါမိမတ်ကိုဟောတော်မူအပ်၏အထနဂါရာတို့ဖြင့်အရဒမတ်ကိုဟောတော်မူအပ်၏ဤသို့ပင်ဟောတော်မူအပ်သောလေပြည့်ရှိမင်းကြီးသည်မိမိ၏ခတွင်အတိုင်းရှိဗမာနာဖြင့်ထမင်းလုတ်ဆုပ်၍သားတော်အားပေးကြွေးပါတော်လဲထိုမင်းသားငယ်သည်မိမိ၏ခတွင်အတိုင်းရှိဗမာနာတန်လောက်ယုံသာယူနိုင်တကဲ့သို့ထိုအတူမြတ်စွာဘုရားသည်အထက်မတ်၏အစွမ်းဖြင့်တရားဟောကြားတော်မူအပ်တော်လဲဒါယကသည်မိမိ၏အကြောင်းဥပနိဒယ၏အစွမ်းဖြင့် အောက်သောတာပတ္တိဖို့သို့ရောက်၍ဤအနုမောဒနာတရားဤအဆုံး၌အနာဂါမိဖို့သို့ရောက်လေ၏ကျွင်းသောပရိသတ်အားလည်းအကျိုးရှိသောတရားဒေသနာဖြစ်တော်မူလေ၏နဝတ္တသမဤသာဝိတ္ထုပြီ၏